ဘယ်အရာပဲလုပ်လို့68ရာခိုင်နှုန်းလုပ်တာတရားရာခိုင်နှုန်းလုပ်တာတပိုခက်ခဲတယ်ဆိုတာကိုများလို့သိလားကျွန်တော်အလုပ်တစ်ခုမှဗျကျွန်တော်အလုပ်ကိုလူသစ်ဝင်နေပဲထားပါတော့ကျွန်တော်တို့ကလူသစ်အနေနဲ့ဝင်လိုက်တယ်ကျွန်တော်တို့အားလုံးကဘာဖြစ်ချင်ကြလဲဆိုတော့လူဟောင်းတွေရောက်နေတယ်နေရာရနေကြတဲ့လူတွေစီနီယာတွေလိုမျိုးကျွန်တော်တို့ကဖြစ်ချင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဖြစ်ချင်ကြတာ68ရာခိုင်နှုန်းပဲရှိသေးတယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတော့စိတ်မရှိဘူးကဘာပေါ်မှာကျွန်တော်တို့စစ်တန်းကောက်လိုက်တယ် ကျွန်တော်ဖြစ်ချင်တဲ့လူတွေနဲ့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့လူတွေအမျိုးသားတစ်ခုကိုစစ်တမ်းကောက်လိုက်တယ်စစ်တမ်းကောက်လိုက်တဲ့အချိန်မှာမေကွန်းတစ်ခုမေးတယ်။ဘာမေကွန်းလဲဆိုတော့လုံးဝပြန်လှည့်လို့မရတဲ့အခြေအနေမျိုးကိုရှောက်ဘူးလားကြော်ဖြတ်ဘူးလားဆိုတော့ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့လူတွေအားလုံးကျွန်တော်တို့ကြော်ဖြတ်ဖို့ပါတယ်။ဒါပေမဲ့ဖြစ်ပဲဖြစ်ချင်နေတဲ့လူတွေကတော့ကျွန်တော်တို့အဲ့ဒီအရာကိုမကြော်ဖြတ်ဘူးပါဘူးဗျ။ကျွန်တော်တို့အရင်ဆုံးတစ်ခုခုကျွန်တော်တို့ဖြစ်ချင်ရင် ကျွန်တော်တို့ကိုယ်တိုင်ကအဖြစ်ချင်တဲ့အရာကိုကျွန်တော်စိတ်ထဲမှာအမြဲတမ်းအရင်ဆုံးတွေးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်တရားရကတော့ဖြစ်ကိုဖြစ်ရမှာဆိုတဲ့စိတ်ကိုကျွန်တော်အရင်ဆုံးထည့်ရပါတယ်။အဲ့တော့ခင်ဗျားတို့ဘယ်အရာပဲလုပ်လို့60လာကြရကန်တော့မလုပ်ပါနဲ့။တရားရကန်တော့စုံပြည့်ချက်ချပြီးတော့လုပ်ကြည့်ပါခင်ဗျားတို့ထင်တာကတပိုးလွယ်ကူနေလိမ့်မယ်။ကံကောင်းကြပါစေ။ဖြစ်စား